အန်နီကိုတက်လိုက်တယ်ပေါ့ဒါပေမဲ့အများဆုံးအဖြစ်ပန်ပြီးလဲဆိုဒီအန်နီပြီးတော့ရင်အလုပ်လုပ်လို့ရလာပေါ့ကျတော့ဒီ networking ကအရင်ကျေပြန်တယ်နော်အခုဒီချိန်ခုနကလည်းပြောလိုက်တယ်ဒီ networking နဲ့ပတ်သက်ပြီးရော career တွေအများကြီးပြန်ကွဲသေးတယ်နော်အဲ့လိုပြန်ကွဲတဲ့အခါမှာဒီအန်နီလေးပြီးုံနေတော့ကျတော့အလုပ်လုပ်ဖို့တော့မလွယ်ဘူးပေါ့နော်မလွယ်ဘူးအန်နီလေးပြီးုံနေပေါ့နော်အဲ့လေးချက်ပြောခြင်းနဲ့ပြီးတော့မှဒီအန်နီထဲမှာတော့ဒါပေမဲ့မဖြစ်မနေလုပ်မယ်ဆိုရင်ပေါ့နော်ကျတော့ဒီအန်နီထဲမှာဘာတွေ ပြောပြပြီးထားလဲဆိုရင်ဒီ networking မှာဆိုရင်အဲ့တော့လုပ်ငန်းဝင်မှာလိုအပ်တဲ့ဒီအဓိကအကြောင်းအရာတွေပေါ့နော်ဒီစီတို့အဓိကဒီအန်နီမှာ server ဘိုင်းတွေပြောတယ်ပြီးနောက်ခုကအကြောင်းလားတော့မသိဘူးပေါ့နော်ဒီစီတို့ routing လို့နော်ဒါအခုမှစတဲ့လေဆိုမသိဘူးပေါ့နော်ဒါသင်ရမယ် routing လို့နောက်ခုက switching လို့နော်ပြီးရင်အပေါ်မှာပြောခဲ့သလိုပေါ့နော် wireless ဘိုင်းတွေနော်ပါမယ်နောက်ခုကဒီ network မှာဆိုရင် security ကလည်းအရေးကြီးတယ် security ဘိုင်းလေးတွေပြီးရင် firewall ဘိုင်းလေးတွေပေါ့နော်အဲဒါလေးတွေခြေလို့ထည့်တင်ထားတယ်နောက်ခုက cloud ပေါ့နော် ပိုင်းလေးကြာအန်နီမှာတင်ရမယ့်အကြောင်းအရာလေးအတူကျုံပေါ့နော်ဒါအန်နီကိုတင်နေပေါ့ဒါဆိုရင်ကျေတို့ foundation တခုအနေနဲ့ပေါ့နော် network ကိုလုပ်မယ်ဆိုရင် foundation တခုအနေနဲ့ဘာတွေသိဖို့လိုလဲဆို e plat and နောက်တစ်ခုက linux ဆိုတဲ့အပိုင်းကိုလည်းသိဖို့လိုတယ် linux ဆို operating system တခုပဲအဲ့ဒီ operating system ကကျေတို့ဒီ user တွေအနေနဲ့တော့သိမသုံးဘူးပေါ့နော်အဓိကတော့ administrator တွေသုံးတယ်အထူးသဖြင့် network ကိုလေ့လာနေတဲ့သူတွေသုံးတယ် programming ကိုလေ့လာနေတဲ့သူတွေသုံးတယ် network သမားတွေကတော့ server ဘက်မှာသုံးတယ်ပေါ့နော် programming သမားတွေကတော့ developing ဘက်မှာသုံးကြတာများတယ်ပေါ့နော်ဒါ linux ကိုသုံးမယ်အဲ့ဒီ foundation သုံး 3ခုပြီးပြီဆိုတာနဲ့ဒီလိုကဒါ Nokia နဲ့ပတ်သက်ပြီးတော့ Junior အနေနဲ့အလုပ်လုပ်လို့အဆင်ပြေတယ်ပေါ့နော်အဲဒါလေးတစ်ခုရှိမယ်